ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒေါ်တီရဲ့တာကြီးနှစ်ယောက်ကတော့ရမ်းချမ်းသာတဲ့အင်္ဂါကောင်မလေးတွေနဲ့ကြီးကျယ်ခမ်းနားစွာ လက်ထပ်ခဲ့ပါတယ်ဒါပေမဲ့ဒေါ်တီရဲ့တတိယသားဖြစ်တဲ့မောင်ဟင်းကတော့ ူဘေးတဘောကြတဲ့စင်းရဲတဲ့အင်းကကောင်မလေးနဲ့လက်ထပ်ခဲ့ပါတယ်။အဲဒီကောင်မလေးကတော့မောင်ဟိန်ရဲ့ဖေးတငယ်ချင်းရဲ့တူမဖြစ်သူကြည်ပြူဘေးဖြစ်ပါတယ်။ရောင်မလေးလာခဲ့။နင့်ကိုငါတို့နေရမယ့်အခန်းလိုက်ပြပေးမယ်။နင့်ကိုငါတို့နေနေရမယ့်အခန်းကိုလိုက်ပြပေးမယ်။ကျေဇူးကြပြီးတဲ့နောက်မှာတော့နှွေနီနဲ့ရွှေရီတို့ကကြည်ပြူကိုနေရမယ့်အခန်းလိုက်ပြလိုက်ပါတယ်။ကြည်ပြူလည်းသူနေရမယ့်အခန်းကိုကြည်နေတော့မှာပဲ။ဒီမှာကြည်ပြူ ်ငါတို့ကနင့်ကိုငါတို့အိမ်ကချွေးမဖြစ်လာလို့မတက်တာတဲ့အနေနဲ့ဒီခန့်ကိုပေးလိုက်တာဒါပေမဲ့မိဖို့ကြောင့်တော့အတူတူမသုံးနိုင်လို့နင့်ကိုတက်တက်ခွဲပေးထားတယ်နော်ဟုတ်တယ်မေအမေပြောတာမှန်တယ်နင်ချက်ရမယ်မိဖို့ကြောင့်ကအပြစ်မှာပဲကြည်ပြူလေးသူတို့ပြောနေတာတွေကိုနားမလည်ဖြစ်နေတော့မှပဲဒေါတီကပြောလိုက်ပါတော့တယ်ငါချွေးမကြီးနှောင်ရဲ့မိဖို့ကြောင့်ငါအစင်းမြင့်မြင့်စောက်ပေးထားတာမို့နင်းနဲ့အဲ့ဒါတွေကမဆိုင်ဘူးလေဒီတော့နင့်အတွက်အပြစ်မှာမိဖို့ကြောင့်တက်တက်လှုပ်ပေးထားတယ်အဲ့မှာနင့်ဘာသာနဲ့ထိမိဖို့နဲ့ချက် ကြည်ပြူကိုတော့အိမ်ပြင်မှာထင်းမိဖို့သာလုပ်ပြီးထားရတာကတော့ကြည်ပြူဟာရင်ကိုဆင်းရဲတဲ့အိမ်ကကာမာလီဖြစ်တာကြောင့်ပါပဲ။သူဟာသူ့အိမ်မှာနေ့တိုင်းမိမွေးပြီးသားဟင်းချဲရတာမို့လို့ဖြစ်ပါရဲ့။ကျွေးမာလီကိုဘာလို့အိမ်ပြင်မှာမိဖို့ကြောင့်လုပ်ပြီးထားတာလဲ။ဒီအိမ်မှာအဲ့ဒီဆင်းရဲသားကာမာလီကိုခေါ်လာတာနဲ့တင်လုံလောက်နေပြီ။သူ့လိုလူကအစင်းမြင့်မိဖို့တွေတုံးတော့ချက်တက်မှမလွတ်လား။ဒါမဲ့တားကမိုးရာသီကြီးလေဒီလိုအပြင်းမှချက်တော့မိုးရွာလာတာနဲ့ထမင်းဟင်းတွေအကုန်ပြည့်စည်းကုန်မှာပေါ့ ဂျေဗျူကတော့သူ့ရဲ့ပထမဆုံးမိဖို့ကြောင့်တာဝန်အတွက်အကောင်းဆုံးပြင်ဆင်ချက်ပြုံနေပါတယ်။ပြီးတော့သူဟာသမင်းဟင်းတွေအချိုးပွဲတွေမုံတွေကိုအစုံလုံးနေတော့မှပဲမိုးဟာစပီးရွာလာပါတယ်။ဒုက္ခပါပဲ။မိုးကလည်းပွတ်တိကြီးခုမှရွာချရလား။ဒါနဲ့သူလည်းအိမ်ပြန်ဘက်ကသမင်းဟင်းပကံတွေမိဖို့တွေကိုအိမ်အမိုးအောက်ဘက်ကိုရွှေ့လိုက်ပါတယ်။ဒီချိန်မှာပဲမိုးဟာပိုးလို့တောင်ရွာလာပါတယ်။ဒါပေမဲ့သူ့သမင်းဟင်းတွေကချက်လို့တော့ပြီးနေပြီဖြစ်တာမို့သူလည်းသမင်းဟင်းတွေကိုသွားချပေးလိုက်ပါတယ်။ ဒီနေ့ထိငါချွေးမကြီးမြောက်ကိုတလောက်တောင်ဟင်းချက်စရာဈေးကြီးတန်တွေဝယ်ထားပေမဲ့သူတို့ကတော့တလောက်ကောင်းဟင်းုံတစ်ခါမှမချက်နိုင်ဘူးဒီကောင်မလေးလက်ရတော့ကောင်းနိုင်လားအမေသမင်းတွေကဘလို့နေလဲရင်အေးပြောရရင်တော့လေနေ့ရက်ဟင်းကအသီးနှံတွေထဲစားလည်းမပါဘူးနှုတ်သမင်းကြတော့လေနှုတ်သမင်းနဲ့ကိုမတူဘာအရသာကြီးလဲအင်းလေအမေကငါချက်တဲ့သမင်းတွေပဲကြိုက်တာဆိုတော့လေသူများချက်တဲ့လက်ရဘလို့များကြိုက်မှာလဲ င်းငါအထင်တော့ချွေးမာလေးကတော်တော်ကိုဟင်းချက်လက်ရကောင်းတာပဲမင်းကတော့ဘာလို့မရရတာမတွေ့လဲမသိဘူးအမေကတော့ तू မကြိုက်ဘူးဆိုရင်စုကိုမကောင်းမြင်နေတော့တာပဲဒေါ်တီကတော့ជីပူရဲ့ပထမဆုံးချက်ပြုတ်ပြီးတဲ့ထမင်းဟင်းတွေကိုသဘောမကျကြောင်ပြောလိုက်ပြီးနောက်ရတွေ့မှလေးជីပူကတော့နိနေညညအင်းအင်းပြင်းမိဖို့ကြောင့်လေးမှာပဲထမင်းဟင်းတွေကိုချက်ပြုတ်ရပါတယ်တစ်ဖက်ကချမ်းသာတဲ့ချွေးမာကြီးနှစ်ယောက်ကတော့ခန်းနာတဲ့မိဖို့ကြောင့်ကြီးမှာထမင်းဟင်းတွေကိုချက်ရပါတယ် ြည်ပြုတ်အတွက်တော့မိုးရွာရွာမုန်တိုင်းတိုက်တိုက်ဘယ်သူကမှအရေးမလုပ်ပါဘူးဒီလိုဆိုမှအမေကငါတို့တော်တော်ချစ်တာပဲနော်ကြည်ဖြူရဲ့ထမင်းတွေတောင်ဒါကြောင့်မကောင်းပြောသွားတာပြီးတော့အိမ်အပြင်ဖက်ကြီးမှမိဖို့ကြောင့်လှုပ်ပေးထားတာပဲကြည်လေအဲ့ကောင်မလေးတို့သာကြည်ဖြူနေငါတို့နဲ့ပဲဒီမှာချက်ခိုင်းမှာပေါ့ဒီလိုနဲ့နောက်နေ့မနေ့အိယာထချင်မှာတော့ကြည်ဖြူလိန်တိန်လုံးအတွက်ထမင်းတွေကိုချက်ပြုံနေပါတယ်ဒါပေမဲ့မိုးရီရီစူထားတဲ့ထင်းတွေကမိကောင်းကောင်းမဆွဲပေးဖြစ်နေပါတယ် ။ဒါကြောင့်ချမ်းတစ်ခုလုံးနဲ့မိခိုးမိုက်တွေဖြစ်နေပါတယ်။ဟဲ့ဒါအိမ်လုံးလဲမိခိုးတွေဖြစ်နေပြီ။နင်အလုပ်လေးကိုကောင်းကောင်းမလုပ်တတ်ဘူးလားယ။အမေမနေ့ကမိုးရွာထားတော့ထင်းတွေကုန်စိုးနေလို့ပါ။အဲ့ဒါကြောင့်မိကောင်းကောင်းမတောက်ပဲဖြစ်နေတာပါ။မင်းကတော့ကြည်ပြီးကိုတက်တက်ကြီးဒုက္ခပေးကျင်နေတာပဲ။သူ့ကိုလည်းတခြားချွေးမာတွေနဲ့အိမ်ထဲမှာပဲချက်ခန်းလိုက်ရင်ဘာဖြစ်မှာမလို့လေ။ရှင်ရရှင်အလုတ်ကိုပဲအာယုံဆိုင်ကောင်းလိမ့်မယ်နော်ဒီလိုမျိုးကြည်ပြူကတော့ဒုက္ခပေါင်းစုံနဲ့အလွတ်လုံနေရရင် နောက်ဆုံးမိတက်လာလို့ထမင်းဟင်းချက်တော်လေးပင်ချက်ခါနီးမှမိုးကရွာချပါတော့တယ်။ဒါကြောင့်သူလေးပစ္စည်းတွေအလုံးကိုအိမ်မိုးအောက်ကိုရွှေ့လိုက်ရပြန်ပါတယ်။ပြီးတော့တဖြည်းဖြည်းနဲ့ချက်တစ်ခုလုံးရေရေပြည့်ဖြစ်လာခဲ့ပါတယ်။ဟဲ့ជីဖြူအခုထမင်းဟင်းကိုနင်ပလုတ်ချက်တော်မှလဲနင်ထမင်းတွေကတော့ပျက်စီးပါပြီ။ငါတို့ကြည့်ပါလား။ငါတို့အတွက်တော့မိုးရွာတာဘာမှမဖြစ်ဘူးလေ။ရပါတယ်။မိုးဆဲသွားရင် ပြီးအောင်ချက်လို့ရပါတယ်အမတို့။ဟဲ့ ။သူကသူ့ကိုယ်သူအရန်တော်တက်တဲ့ဆရာမကြီးထင်နေလားပဲနော်။တစ်ဖက်ကနှွေနီနဲ့ရွှေရီတို့ကတော့တမင်းတွေကိုကောင်းကောင်းမချက်ပေးလုံနေကြပေမယ့်တစ်ဖက်ကကြည်ပြူကတော့ခြံထဲမှာရီရီကြီးနေတာတော့မှတမင်းတွေကိုအရင်ဆုံးပြီးအောင်ချက်ပါတယ်။ဟဲ့အခုချိန်နေနင်တို့ဟင်းချက်နေတာမပြီးသေးဘူးလား။ဟုတ်ကဲ့မေခဏလေးပါပြီးတော့မှာပါ။ဒီလိုနဲ့နှွေနီနဲ့ရွှေရီတို့လည်းထမင်းပကံတွေကိုယူလာခဲ့တဲ့အခါကြီးပြုတ်ထမင်းဟင်းတွေကတော့စပွဲပေါ်တောင်ရောက်နေပြီဖြစ်တာကိုတွေ့လိုက်ရပါတယ်။ ပြီးတော့အားလုံးဟာလေးစားတော်စားနေကြပါပြီဟဲ့ငါမျက်နှာပါလာရက်ကြည့်နေရလဲချက်မင်းတွေချတော့လေနောက်ရက်မှာတော့ဒေါ်တီတို့အင်ကိုသူ့အမကြီးဖြစ်တဲ့ဒေါ်ချန်းကရောက်လာခဲ့ပါတယ်ဟဲ့တီတီရေနေရနှင်သားငယ်ကိုငါတို့တောင်အတိမပေးပဲလက်ထပ်ပေးလိုက်တယ်ပေါ့လေအဲ့ဒါကြောင့်နှင်ချွေးမငယ်ကိုလည်းနှုတ်ဆက်ချင်လို့ငါတို့လာလိုက်တာနေလက်တိရဲ့အတိုင်းပဲငါဒီလက်ထပ်ပွဲလုံးဝသဘောတူတာမဟုတ်ဘူးသူ့ကိုသူတို့သားဖသဘောကျလို့သာရွေးချယ်ခဲ့တာ သူပဲအဲ့လိုဆင်းရဲတဲ့ဟာတွေကိုသဘောကျတာလေဘမလည်းနင့်ရဲ့ချွေးမငယ်ခေါ်လိုက်ပါအောင်ဟဲ့ဒေါတိလေးသူ့ချွေးမငယ်ဂျီဖြူကိုခေါ်လိုက်ပါတော့တယ်ပြီးတော့ဧသည်ရီအတွက်ချက်ပြုတ်ပေးဖို့ပြောလိုက်ပါတယ်အိမ်မှာဧသည်ရောက်နေတာဆိုတော့ကောင်းကောင်းကင်ကင်ချက်ခဲ့နော်ဒေါချန်လေးပြောဆိုကြရင်ကဂျီဖြူဟာခြံဝင်းနေမှာချက်ပြုတ်နေရတာကိုမြင်လိုက်ရပါတယ်နင့်ချွေးမကြီးနောက်ကြတော့အိမ်ထဲကမိဖို့ကြောင့်မှချက်ပြုတ်နေကြတာ ူ့လူကြတော့ဘာလို့ခြံဝင်းထဲမှာထင်းမိဖို့နဲ့ချက်ခိုင်းထားရတာလဲ။ဩစင်းရဲတဲ့အိမ်ကပဲဆိုတော့ထင်းမိဖို့နဲ့ဟင်းချက်တာဘာဖြစ်လို့တော့အမရဲ့သူ့လိုမိန်းကလေးမျိုးအိမ်ထဲမှာအစင်းမြင့်မြင့်လောက်ကင်ဖို့တာနေရပေးလိုက်လေ။ကောင်းပေါ်တက်ထိုင်နေလိမ့်မယ်။ငါညီမတော့အခုချိန်နဲ့အကျင့်နဲ့မပြင်းသေးပါလား။ငငယ်ထဲကဒီတိုင်းပဲ။ကဲအမနေမဲ့ပြောပါအောင်ငါလောက်တာမှားလို့လား။ဩမမားပါဘူးမမားပါဘူး။လုံးဝမှန်ပါတယ်။ဒါပေမဲ့ငါနင့်ချွေးမ၃ရောက်လုံးရဲ့လက်ရာတွေစားချက်နေ။ ။ဒါနဲ့ဒေါ်သီလိန်သူ့ချွေးမ၃ယောက်လုံးကိုထမင်းဟင်းချက်ခန်းလိုက်ပါတော့တယ်။ပြီးတော့ဒေါ်ချင်းဟာជីပြူတယောက်ထင်းဟင်းချက်တာကိုကြည့်နေပြီးជីပြူကတော့မိုးရွာထဲမှာဟင်းထိုင်ချက်ရင်မိုးကျလာရင်တော့အင်းအောက်ကပစ္စည်းတွေရွှေ့ပြီးတော့မိုးတိမ်ရင်တခါပစ္စည်းတွေနေရာပြန်ချပြီးဟင်းချက်ရပြန်ပါတယ်။ဒီလိုနဲ့ထမင်းစားချိန်ကိုရောက်တဲ့အခါမှာတော့ဒီခန်းသင်းနဲ့ကတော်တော်လေးကိုရတာရှိရပါပဲ။ဒီထောပက်ပူရီယာဆိုငါစားဖို့တမညာထဲမှာအကောင်းဆုံးပဲ။တတိယ နင်ချွေးမငယ်ဆုံးလက်ရဘလောက်တောင်ရတာရှိလိုက်လဲဆိုတော့ငါယောက်ကြားတောင်ကောင်းမဖို့စားနေတာဟိဒီလိုနဲ့ဒေါ်ချန်လင်းကြီးပြုတ်ကိုမုံဖို့အနေနဲ့ပစံတွေအများကြီးပြီးပြီးနိုင်နီးနဲ့ရွှေရီကိုတော့ပစံနေနေစီပေးပြီးကပြင်သွားပါတော့တယ်။ဒါကူနိုင်နီးနဲ့ရွှေရီကတော့နည်းနည်းမှကိုမကျင်တဲ့ဖိဖြစ်နေပါတယ်။ပြီးတော့ကြီးပြုတ်ဘိတ်ချီချူခံနေရတာကိုလည်းလုံးဝသဘောမကျပဲဖြစ်နေပါတယ်။ဒေါ်ချန်ကဘာလုပ်တာလဲဟာငါတို့ကြတော့ပစံနေမဖြစ်စလောက်ပေးပြီး ကြည်ဖြူကြတော့ပါကိစ္စပတ်စံနေအများကြီးပေးတာလေဟုတ်တယ်ဒါတော့လက်မခံနိုင်ဘူးဟိဒီလိုနဲ့တရမှာတော့ဥမြလေးသူတငယ်ချင်းကိုအင်ကိုခေါ်လာခဲ့ပါတယ်ဒီခါဥမြတငယ်ချင်းဖြစ်သူကလည်းကြည်ဖြူချက်ကျွေးတဲ့ထမင်းဟင်းတွေကိုစားပြီးကြည်ဖြူကိုပဲချီးကျူးကကြည်ဖြူကိုမုံမိုးထိတ်ထားတဲ့စာအိတ်ကိုပြီးသွားပါတော့တယ်ဒါကတော့နွေနေနဲ့ရွှေကြီးဟာလုံးဝကိုကြည့်မရတော့ပဲဖြစ်လာခဲ့ပါတယ်ဟဲ့ကြည့်ရတာကြည်ဖြူကအဖေအတွက်လက်ဖေးသွားပို့ပေးရထန်းနေ နင်းအမြန်သွားပြီးသူ့ဟင်းအိုးထဲကိုစားရင်ထည့်ထားလိုက်ဒီလိုနဲ့ကြည်ပြူလဲအိမ်ထဲကိုလဖိရေသွားပြီးပြန်လာတဲ့အခါမှာတော့အိမ်ပြန်ဘက်ကသူ့မိဘဘောတင်ခဲ့တဲ့ဟင်းအိုးထဲမှာရေတွေအများကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဟင်းငါဟင်းအိုးထဲကိုဘယ်အရေတွေကတလောက်အများကြီးရောက်လာလဲငါရေလေးနည်းနည်းပဲထည့်ခဲ့တာပါဒီလိုပြောပြီးကြည်ပြူလဲဟင်းအိုးတွေကရေတွေကိုခန့်အောင်လုပ်နေပါတယ်။ဒါပေမဲ့သူဟင်းကျက်သွားလို့အလုံးစားကြတဲ့အချိန်မှာတော့အလုံးကကောင်းလို့ချီးကျူးနေကြပါတယ်။ နေရအလုပ်လေးတခုတောင်ကောင်းကောင်းမလုပ်နိုင်ဘူးလားဟဲ့ငါလည်းနှိရှိတယ်မဲ့သူဟင်းအိုးထဲကိုရေတွေတလောက်အများကြီးထည့်လိုက်တာမြင်တာပဲဟိုဘိုးရတီကြီးကိုခြံဝင်းထဲမှာထမင်းဟင်းချက်နေရတာမို့ကြည်ပြူကနေတိုင်းပြဿနာတွေကိုရင်ဆိုင်နေရပါတော့တယ်တရမတော်မိုးတွေကရန်ကိုကြွားနေတာမို့မောင်ဟင်းကကြည်ပြူကိုပြောလိုက်ပါတယ်ဒီနေ့မိုးအေးအေးလေးနဲ့နေလို့ကောင်းလိုက်တာဒီလိုအချိန်မှာအကျော်ပူပူလေးသာစားလိုက်ရရင်ကောင်းမှာပဲကြည်ပြူချွေးမတော်ຫນွယ်နေတဲ့ရွှေရည် နင်တို့လည်းငါတို့တို့လက်ဖက်ရည်နဲ့အကြော်လှုပ်ပေးစမ်းပါဒီလိုနဲ့တစ်ဖက်ကကြည်ပြူကတော့ခြံဝင်းနဲ့မှာအကြော်တွေကိုကြုံနေတော့ပါပဲတစ်ဖက်မှာလည်းကျန်းနေချွေးမနှစ်ယောက်ကမိဘကြောင့်မှာအကြော်တွေကိုကြုံနေကြပါတယ်ဒီကောင်မှာပဲရုတ်တရက်မိုးတွေကပူပြီးတဲလာပါတော့တယ်ပြီးတော့ရေတွေဟာစီအိုးတွေကိုကျတာမို့စီပူတွေလည်းထပါပြီးကြည်ပြူလက်ကိုလာဆင်ပါတော့တယ်ဒါပေမဲ့ကြည်ပြူကတော့မိုးရေတွေမဝင်အောင်လို့အပေါ်ကနေအုပ်ကရအောင်အကြော်တွေကိုကြော်ပါတော့တယ် ။ဟာချွေးမလေးရဲ့အကျိုးတွေကရတာရှိလိုက်တာအရမ်းပဲ။မင်းလည်းတစ်ခါလောက်စားကြည့်ပါဦးတီတီရဲ့။ဟိုနှစ်ယောက်ကိုကျမအကျော်ကျော်လာခဲလို့ပြောတာ哦။အကျော်တွေကပြဲလို့စီလို့ဟာလဝါတွေကြညာပဲ။အကျော်မုံတွေရောအလကားတသက်ဖြုံးတီးလာတာလားဟဲ့။ဒီခါမှတော့နှိမ့်နီးနဲ့ရွှေရည်လေးကြည်ပြူချက်တဲ့ဟင်းတွေဟာထင်းမိပုံနဲ့ချက်လို့ကောင်းတာများလားလို့တွေးမိသွားကကြည်ပြူကတော့အထင်မကြီးကြပါဘူး။ဒါကြောင့်နွေနီလိန်စီးရတဲ့အင်ကလူနဲ့အိမ်တောင်ကြာသွားတဲ့သူတငယ်ချင်းစီကိုဖုန်းခေါ်လိုက်ပါတယ်။ဟဲ့နီနီရဲ့ နေကောင်းလားဟင်ငါမင်းကျင်တာလည်းရှိလို့ဂက်စတိုပါရိုနဲ့ချက်တဲ့ထမင်းတွေထက်ထင်းမီပုံနဲ့ချက်တဲ့ဟင်းတွေကပိုကောင်းတာလားဟင်ဒါနဲ့နီနီလည်းထင်းမီပုံနဲ့ချက်တဲ့ထမင်းဟင်းတွေကပိုပြီးအရသာရှိကြောင်းပြောပြလိုက်ပါတော့တယ်ဒါကြောင့်နောက်ရမှာတော့နွေနီနဲ့ရွှေရုပ်လည်းထင်းမီပုံတွေနဲ့ထမင်းဟင်းတွေကိုစားပြီးချက်ကြပါတော့တယ်နီနိုနဲ့ဘာဖြစ်သွားကြလဲပြီးတော့ជីဖြူပါလို့အိမ်ထဲမီးဖို့ကြမှာဟင်းချက်ခိုင်းထားရလဲနီနိုကရောဒီအိုပါလာလောက်နေရလဲအမေ ထင်းမီးဖို့နဲ့ချက်တဲ့ဟင်းတွေကပိုပြီးအရသာရှိလို့သမီးတို့လည်းထင်းနဲ့ထမင်းချက်ကြည့်တော့မလို့လေ။နေနီနဲ့ရှေးကြီးကတော့ထင်းမီးဖို့နဲ့ထမင်းဟင်းတွေချက်ဖို့လုပ်နေတော့မှာပဲ။ရုတ်တရက်ဘိုးကြီးတဲလာတာမို့သူတို့အသင်းတန်တွေကျဲဦးတွေဟာအကုန်လုံးရင်းနဲ့မြုပ်ပါကုန်ပါတော့တယ်။ပြီးတော့ channel မှာပစ္စည်းတွေဟာပိုတစ်ခုဒီတစ်ခုနဲ့ပြင်ကျင်းနေပါတယ်။နင်တို့ပတ်စံတဲ့နင်တို့ဟင်းချက်စရာတွေဝင်နိုင်တဲ့နေ့မှာနင်တို့တန်ဖို့သိလိမ့်မယ်ဒီလိုနဲ့နောက်ရမလေးနွေနီနဲ့ရွှေကြီးတို့ဟာခြံထဲမှာထမင်းဟင်းတွေချက်နေကြတော့ ဒီချိန်မှာပဲမိုးရေကျွာလာပြန်တော့မို့မိုးရေတွေအကုန်လုံးဟင်းအိုးတွေကိုကျကုန်ပါတော့တယ်။အဲဒါကြောင့်သူတို့နှစ်ယောက်လည်းရင်ကိုစဉ်ညင်နေရပါတယ်။ပြီးတော့သူတို့၃လရက်နောက်ဓမင်းဟင်းတွေကိုချက်နိုင်ဖို့ကြိုးစားနေပေမယ့်မိုးကမရှိတဲ့ခြံထဲကမိဖို့မှမိုးတွေကလည်းရွာပြီးဓမင်းဟင်းချက်ရတာဘလောက်တောင်ခက်ခဲတလေဆိုတော့သဘောပေါက်သွားပါတော့တယ်။ပြီးတော့သူတို့အမတွေကိုလည်းသဘောပေါက်သွားခဲ့ပါတယ်။ဒါနဲ့မကသေးပဲကြည်ပြူဟာဘလူရီဒုက္ခခံပြီးအင်းသူအင်းသားတွေအတွက်အကောင်းဆုံးဓမင်းဟင်းတွေကိုချက်ပြုတ်ပေးနေလေဆိုတော့ သဘောပေါက်သွားပါတယ်။ဒါကြောင့်အခုတော့ချမ်းသာတဲ့သူတို့နှစ်ယောက်လည်းစင်းရဲတဲ့ជីပြုကိုနှိမ့်ဆက်နေတာကိုရက်လိုက်ကြပြီးជីပြုစေကနေပြီးဟင်းချန်ဒီတွေကိုလည်းတင်ယူကြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။